ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ညီရင်ကြီးလေးတစင်းရှိပါတယ်အဲ့ဒီမြေကမ်းတစ်ပိတ်မှာလူလက်တန်းစားအိမ်တိုင်းရဲ့အရှိမှာမိုးပွင့်ကဝှေ့လျှော်နေပြီးတော့ငူဝါကတော့ရေမောင်းပေးနေပါတယ် ငိုပါကသူ့ချုံချားတွေပေါ်ပါကိုနည်းနည်းအပေါ်တင်ပြီးတော့ပြောခဲ့ပါတယ်။အမရေဒီနားတဝိုက်မှာဘသူမှမရှိဘူး။အရန်ပူလွန်လို့သမိစာရီရောအပေါ်နည်းနည်းတင်လိုက်မယ်နော်။မိုးပွင့်ဘာတစ်ခုမှမပြောခင်ပါပဲ။ဒေါ်မလာကဟင်းသီးဟင်းရွက်ပါတယ်ဆွေးချင်းနေတူအဲ့ဒီကိုရောက်လာပါတယ်။ဒါပါလောက်တာလဲ။ငါတို့အိမ်ရဲ့ချိမတွေကစာရီခြုံပြီးတော့နေကြတယ်ဆိုတော့နင်တို့ပြောထားခဲ့တာမဟုတ်ဘူးလား။ပြောထားတာတော့မှနင်ကဘလို့လောက်ပြီးစာရီရောအပေါ်တင်လိုက်တာလဲ။မိုးပွင့်နင်တို့မပြောလား။ ဒေါ်မလာကသူ့ချွေးမနှစ်ယောက်လုံးကိုစူပူနေပါတယ်။ဒီချိန်မှာပင် သူ့ရဲ့အင်းနီနာချင်းမှာမိသားစုတစုကမြို့ကနေပြောင်းလာကြပါတယ်။အမလီအတော်ကြီးကလည်းဒီလောက်ပူအိုက်နေတာဘာလို့ကိုယ်ချွေးမတွေကိုဒေါ်ပွားနေရလဲ။မျက်နှာပေါ်ဟာစာရီနဲ့အပေါ်နဲ့တင်လိုက်အောင်မန်းလီ။တန်နာကဒီလိုပြောပြီးသူ့မိသားစုနဲ့အတူသူ့အိမ်လေးကိုဝင်သွားပါတော့တယ်။တန်နာရဲ့စကားကဒေါ်မလာရဲ့ရင်းနှီးကိုမြားဆုတလို့ဆူခဲ့ပါတယ်။ငါတို့ရဲ့ရွာထဲမှာဘလို့လူတွေပြောင်းလာကြလဲမသိဘူး။ နင်တို့နှစ်ယောက်တေးသေးချာချာနားထောင်ငါနင်တို့နှစ်ယောက်ကိုအဲ့ဒီကလေးမလေးနဲ့တူတူတွေ့ခဲ့နင်တို့တေးပြီးသားမှတ်နော်သူရခမလည်းဘလို့လူမျိုးလည်းမသိဘူးကို့ချွေးမောက်စာရီလည်းမချုံခိုင်းဘူးပြီးတော့နင်ငှ့ဝါဒီနေ့ပထမဆုံးချိန်လောက်ခဲလို့ငါခွင့်လွတ်လိုက်တာနော်နောက်တစ်ခါအဲ့လိုသားတွေ့ရင်အိမ်ကနေနှင်ချပြစ်မှာသိလားဥပမာဂျောမာလာကတော့သူချိမနှစ်ယောက်ကိုစူပူပြီးသူ့ခန်းလေးကိုဝင်သွားပါတော့တယ်။ဒီဘက်မှာတော့ဒိုအီလာကတန်တော့ကိုပြောခဲ့ပါတယ်။"သမီးအဲ့ဒီလိုပြောဖို့လိုလို့လား?" ဒါသူတို့ရဲ့ကိုရီးကိုတာကိစ္စတွေလေပြီးတော့ရွာလူတွေအကြောင်းတမီးရဲ့တဲတဲချာချာမသိသေးဘူးသူတို့ကအဲ့ဒီဒိုင်းမဲ့နေကြတာတမီးအရှိမမတရားဖြစ်နေတာကိုတမီးရဲ့မကြည့်နိုင်ဘူးဆိုတော့အမေကြီးလည်းသိရပဲလေဒါနဲ့ဒီမှာအရန်ပူတာပဲနော်အမေကြီးအနီးနားလေးမှာမြစ်တဆင်းရှိအောင်မြင်ပြီးတော့တမီးရောအရန်ပျော်သွားပြီအဲ့ဒီအတွက်ကြောင့်ငါတို့အားလုံးဒီကိုရောက်လာကြတာလေရှင်တီတကအလွတ်လွတ်ရတဲ့နေရာတော်တော်ဆိုးတဲ့နေရာပဲကျမမြည့်ရင်မရှိတော့ဘူးလို့ထင်နေတာဒါပေမဲ့ကံကောင်းလို့ပေါ့ဒီနားမှာမြစ်တဆင်းရှိနေတာ လာအမေကြည့်သွားရအောင်လေတန်နာကသူ့ရောက်ခမနဲ့အတူဝေစားရီယူပြီးမျက်စီကိုသွားပါတော့တယ်အဲ့နောက်မှာမြစ်ထဲမှာသူတို့နှစ်ယောက်ကအတူတူကရေချိုးကြပါတယ်အမေကြီးမြစ်ထဲမှာရေချိုးတာရေကူးကန်မှာရေချိုးရတာထက်ပိုကောင်းတယ်ဒီမှာရေချိုးရတာအရင်စိန်ကြတာပဲဟုတ်တယ်သမီးဒါပေမဲ့အမေကြီးတို့သွားတင်နေပြီနော်အိမ်မှာပစ္စည်းတွေဒီတိုင်းပဲထထားတာနေရာတကျစီစဉ်ရအောင်မယ်လေချွေးမနဲ့ရောက်ကမနှစ်ယောက်လုံးရေချိုးပြီးတော့အိမ်ပြန်လာကြပါတယ် ီလိုနဲ့နေရတီအများကြီးကုံဆုံးသွားပါတော့တယ်။ဒီနေ့မှာတန်တာကသူ့ရောက်ကမနေတူညစ်ထဲရေချိုးဖို့သွားနေချိန်မှာသူတို့ကမိုးပွင့်တဲ့ခရီးကိုရေးပြနေတာတွေ့လိုက်ပါတယ်။ဟာဒီလောက်ပူအိုက်နေတာတောင်နင်းတို့ကစားရီချုံပြီးတော့ရေတွေပလုံလောက်ပြီးတည်နိုင်ရတာလေ။ငါနဲ့တူတူမြစ်ထဲမှာရေလာချိုးပါလားယင်။ငါတို့ကမြစ်ထဲကိုရေသွားချိုးလို့မရဘူးဟာ။ငါတို့ရဲ့ရောက်ကမငါတို့တားမြစ်ထားတယ်။ငါတို့ဒီမှာပဲရေချိုးခန်းထဲမှာရေချိုးကြမှာ။နင်းတီကနေသွားလိုက်ပါ။ နင့်ကိုငါတို့ရောက်ခမမြင်သွားရင်ငါတို့စူမာဒါပေမဲ့အမရေတမီးကတော့ရမ်းသွားချင်တယ်ဟဲ့နင်ဟိုနေ့အကြောင်းမိတ်သွားလားကဲပါရေချိုခန်းထဲကိုရေပုံးတည်သွားပြီးတော့ရေသွားချိုးတော့မုတ်ပွင့်ရဲ့စကားကြောင့်တန်တာကဝမ်းနေသွားပြီးသူ့ရောက်ခမနဲ့အတူမြစ်ထိန်သွားပြီးတော့ရေချိုးပါတယ်ပြီးတော့ခရီးကလည်းရေပုံးဆွဲပြီးတော့သူတို့အိမ်ရဲ့ရေချိုးခန်းမှာရေသွားချိုးပါတယ်သူတို့အိမ်အနီးနားမှာမြေတစင်းရှိနေတာတောင်သူတို့မှရေချိုးခန်းထဲမှာပဲရေချိုးကြပါတယ် အချိန်လေးကဒီလိုပဲကုံဆုံးနေခဲ့ပါတယ်။ပြီးတော့ဒီနေ့မှချွေးမနှစ်ယောက်လုံးကစာရီချုံပြီးအလုလုံနေကြပါတယ်။တမီးတို့ရေအမေကြီးကပူစောပွဲတဲသွားမလို့နော်။ညနေမိုးချုံမှပြန်ရောက်မှာ။ဒီတော့တမီးတို့အိမ်ပြန်မထွက်ကြနဲ့နော်။အပြင်မှာလည်းအရန်ပူတယ်။ပြီးတော့နင်တို့နှစ်ယောက်စာရီချုံပြီးပဲနေကြနော်။ဒေါ်မလာကဒီလိုပြောပြီးအဲ့ဒီကနေထွက်သွားပါတော့တယ်။ဒေါ်မလာထွက်သွားပြီးတဲ့နောက်မှာခရီးကမိုးပွင့်ကိုပြောခဲ့ပါတယ်။အမ ။သမီးစာရီခြုံရတာအရန်မွန်းကြက်တာပဲ။ပြီးတော့အရန်လက်ပူအိုက်တယ်။အမေကြီးကမြစ်ထဲမှာရေးသွားမချိုးခိုင်းတယ်လို့အမြဲတမ်းတီစာရီကိုခြုံပြီးပဲနေခိုင်းတယ်။အမတာရီကိုနှစ်နှစ်တရာဘလို့လို့တီးခံပြီးနေနေရတာလဲ။ခရီးရဲ့။နေရအစ်စ်မလို့အခက်ခဲတွေဖြစ်နေတာပါ။ငါလည်းတီအိမ်ကိုဆက်ဆက်ရောက်တော့အဲ့လိုပဲအခက်ခဲတွေနဲ့ကြုံရတာပဲ။ဒါပေမဲ့နင်းစိတ်မပူနဲ့အချိန်တွေကြာလာတာနဲ့အမြနေလည်းငါလိုပဲအကျင့်ပါသွားမှာ။ရကမအိမ်မှာတော့ငါတို့မိန်းကလေးတွေကတီးခံပြီးနေကြရတာပဲ။ ချွေးမနှစ်ယောက်လုံးကစာရီချုံရလို့ဒုက္ခရောက်နေကြပါတယ်။သူတို့လည်းမြစ်ထဲမှာရှည်သွားချိုးခြင်းကြပေမဲ့သူတို့ရောက်ကမကိုကြောက်ရလို့မသွားကြပါဘူး။ဒီလိုနဲ့တနေ့မှာတော့တန်တာကမြစ်ရေတွေကနေရေချိုးပြီးလာခဲ့ပါတယ်။အဲဒီနောက်မှာလာသားဆောင်ပေါ်မှာသူ့အဝတ်တွေလှမ်းဖို့အတွက်တက်လာခဲ့ပါတယ်။ဒီခါမှာသူကမိုးပွင့်တဲ့ခရီးတို့နှစ်ယောက်ကို တွေ့သွားပါတော့တယ်။သူတို့နှစ်ယောက်ကတော့ပူအိုက်နေတဲ့အချိန်မှာတော့စာရီချုံပြီးအဝတ်တွေယုံနေကြပါတယ်။အမလေးအပေါ်မှာအရန်ပူအိုက်နေတာ ီနူနှစ်ယောက်ကချွေးတတတောင်းနဲ့ဖြစ်နေပြီ။ညို့တလောက်ပူအိုက်နေအောင်စာရီချုံစရာလိုလို့လား။အခုနေတော့အပြင်လို့ဘယ်သူမှကြည့်မှာမဟုတ်ဘူး။စာရီမချုံစမ်းပါနဲ့ဟာ။ငါတို့ယောက်ခမနဲ့ခင်မုန်းနေရလေ။နေယောက်ခမနဲ့ခင်မုန်းနေလောက်စကားပြောဆင်ပြေကြတာမဟုတ်ဘူး။ငါတို့အိမ်ထဲမှာစာရီမချုံမဲနေရမြင်လေငါတို့ကတော့သွားပြီပဲလာပါခရီးသွားရအောင်ပါမိုးပွင့်တဲ့ခရီးတို့ကသူ့ယောက်ခမတွေကိုရမ်းကြောက်ကြပါတယ်ဒါကြောင့်သူတို့ကစာရီချုံပြီးအိမ်အပြင်ရေပိုက်ထဲကရေရီထုတ်ပြီးတော့ ရေချိုးကန်းထဲမှာပဲရေချိုးကြပါတယ်။တယောက်ကရေချိုးနေရင်တယောက်ကစာရီချုပ်ပြီးတော့အပြင်ကစောင့်နေပါတယ်။တနေ့မှာတန်တာကသူ့ရဲ့အဲကွန်းနဲ့အခန်းထဲမှာထိုင်ပြီးသူ့ခင်မုန်းကိုပြောခဲ့ပါတယ်။ကိုဝရန်ကျမတို့အိမ်ဘေးနာဟိုစာရီချုပ်နဲ့မိန်းကလေးနှစ်ယောက်လေသူတို့ကျမအရန်တနာတာပဲသိလား။သူတို့ရဲ့ခင်မုန်းတွေကလည်းသူတို့မကူညီကြဘူး။သူတို့ရဲ့ခင်မုန်းနေရာရှင့်ကုမ္ပဏီမှာပဲလလောက်ကြတာလေဒီတော့ရှင်သူတို့ရှင်းပြပါလားခစ်ကာလာအရင်လိုမှမဟုတ်တော့တာ သူတို့ရဲ့စနီးတွေကိုနားလဲပေးတဲ့နေ။ကောင်းပါပြီ။ငါပြောကြည့်မယ်။ဝီယန်ကအမျိုးမြင်ရှိတဲ့သူတယောက်ပါ။သူကတန်တဲ့စကားတွေကိုအမြဲတမ်းနားထောင်ပါတယ်။ဒီလိုနဲ့တနေ့မှာဝီယန်ကနိလိန်စာကိုဟိမင်းနဲ့အေးမင်းတို့နဲ့အတူစားခဲ့ပါတယ်။ကိုဟိမင်းနဲ့ကိုအေးမင်းတို့ကလွတ်လွတ်တာရန်တော်ကြတယ်။ကျွန်တော်တို့ခုပြောမယ်။ကျွန်တော်ရဲ့အိတ်ချာကတော့မင်းကလေးလက်ထပ်ပြီးသားသူ။သူကရောမလက်ထပ်ခဲ့တာတော့မှဘောင်းမီရှင်နဲ့အင်ဂျီဝတ်ပြီးအလုပ်လာတယ်။ခေတ်ကာလကအရင်လိုမဟုတ်တော့ဘူးလေ။ ီလိုအချိန်မှာဘသူကကိုယ်ဇနီးကိုစာရီချုံပြီးနေခိုင်းရတာလဲခမရရဲ့ဇနီးတွေလည်းစာရီမချုံမဲနဲ့နေကျင်ကြမှာပဲလေဝိယံရဲ့စကားကိုဟိမင်းနဲ့အေးမင်းတို့ကဘာမှပြန်မပြေခဲ့ပါဘူးအချိန်တွေကဒီလိုပဲကုန်ဆုံးလာခဲ့ပါတယ်တနေ့မှာချွေးမနှစ်ယောက်ကရေရီဖြစ်ပြီးရေသွားချိုးဖို့အတွက်စီစဉ်နေကြပါတယ်ဒီခါမှာပဲတန်တန်းနဲ့ဒိုအီလာတို့ရောက်လာကြပါတယ်။ဒီမှာနားထောင်နင်တို့ရောက်ခမအပြင်ကိုထွက်သွားတယ်။နှစ်နိုင်သုံးနိုင်အတွင်းရောက်လာမှာမဟုတ်သေးဘူး။ ဒီတော့ငါတို့တွေမြစ်ထဲမှာရေသွားချိုးကြရအောင်လေဘသူမှတိမှာမဟုတ်ပါဘူးဟဲ့နင်တို့ပေါ်မှာခြုံထားရင်နင်တို့ကဘသူလဲဆိုတာဘသူမှတိမှာမဟုတ်ဘူးအင်းဒီကသူတို့နှစ်ယောက်ဟာကြောက်ကြောက်ရွံ့ရွံ့နဲ့သူတို့ရေချိုးခဲနေမှာရေမချိုးဘဲမြစ်ထင်းကိုဒေါ်အီလာနဲ့တန်တာတို့နဲ့အတူရေသွားချိုးကြပါတယ်သူတို့လေးယောက်စလုံးရေချိုးရင်းနဲ့ပျော်နေကြပါတယ်အမရေမြစ်ထဲမှာရေချိုးရတာအရင်ပျော်ဖို့ကောင်းတာပဲနော်သမီးလက်မထက်ခင်တော့ကအမြဲတမ်းမြစ်ထဲမှာပဲရေချိုးတာဟုတ်တယ် ငါလည်းအချိန်အရင်ကြာမှမြစ်ထဲမှာရေချိုးခွင့်ရတာပဲဒီလိုနဲ့သူတို့လေးယောက်ကရေချိုးကြပြီးတော့သူတို့အင်ကိုပြန်သွားကြပါတော့တယ်ဒေါမနာကဂျောင်ရီကိုမသိခဲ့ပါဘူးအချိန်တွေကဒီလိုပဲအကုန်ဆုံးလာခဲ့ပါတယ်အဲ့နောက်မှာတနေ့မှတော့ဟော်ဂန်နဲ့မှထိုင်းနေတဲ့ဒေါမနာက ပြိုခဲ့ပါတယ်ကဲတမီးတို့ရေတနိုင်ထိုးနေပြီတတော်အိုက်တာပဲနင်တို့ကတကူလုံးကချွေးတွေတတတောက်ဖြစ်နေပြီနင်တို့ကိုကနေချွေးနှံ့တွေလည်းထွက်နေတယ်နင်တို့ဒီနေ့ရေချိုးဖို့မစမ်းစားကြဘူးလား ဟောက်မေကြီးတမီးရွာရေးသွားချုံလို့ပါပဲဒါပေမဲ့အမေကြီးကအမေကြီးရဲ့တငယ်ချင်းအိမ်မှာချွေးမကျိုးဆိုပွဲတော့တွားရမှာမဟုတ်ဘူးလားဟာဟုတ်တာပဲငါတို့လုံးဝမိတ်သွားတယ်တော်သေးတာပေါ့နင်တတိပေးလိုက်လို့ဒေါ်မလာကသူ့တငယ်ချင်းချွေးမရဲ့ကျိုးဆိုပွဲကိုတွားရမှာပါဒေါ်မလာဟာချက်ချင်းပဲအိမ်ကနေထွက်သွားပါတော့တယ်အဲ့နောက်မှာမိုးပွင့်တဲ့ခရီးတို့ကတန်တော့ရဲ့အိမ်ကိုရောက်လာကြပါတယ်ကဲငါတို့ရခမတီးနေလားအိမ်မှာမရှိဘူး ဒီတော့ငါတို့မြစ်ထဲကိုရေးသွားချိုးကြမလားသွားကြတာပေါ့ဩပြီးတော့နင်တို့တွေနင်တို့ရဲ့ယောက်ျားတွေနဲ့တီစာရီခြုံတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စကားပြောဖြစ်သေးလားငါတို့ကစကားမပြောပေမဲ့မနေ့ကကိုဟိမင်းကိုတိုင်းငါ့ကိုခန်းထဲမှာတော့စာရီမချုံပါနဲ့လို့ပြောတယ်ဒီစကားကိုငါတို့ရဲ့ရောက်ခမမသိစေနဲ့နော်အခုငါတို့ကငါတို့ခန်းထဲမှာစာရီမချုံဘဲနဲ့နေတော့တာလေခရီးကဒီလိုပြောပြီးရှက်သွားပါတော့တယ်အဲ့နောက်မှာသူတို့လေးယောက်ကမြစ်ထဲမှာရေးသွားချိုးပြီးပြုံနေကြပါတယ် အချိန်တွေဒီလိုပဲကုံဆုံးလာခဲ့ပါတယ်။မိုးပွင့်တဲ့ခရီးတို့ကဒီလိုခွင့်ရေးရာတိုင်းတန်တာရုံးနယ်တူမြေထင်းပါရေးသွားချူကြပါတယ်။ဒီလိုနဲ့တနေ့မှာတော့တမီးတို့ရေအမေအပြင်သွားဆရာရှိရဲ့အမေကြီးခဏနေပြန်ရောက်မယ်နော်။ဒေါ်မလာအိနေကထွက်သွားတာနဲ့ခရီးနဲ့မိုးပွင့်တို့ကတန်တာနယ်တူရေးချိုးဖို့အတွက်မြစ်ကိုရောက်လာကြပါတယ်။ဒီချိန်မှာပဲဒေါ်မလာကပတ်စံယူဖို့မိသွားချောင်းကိုတတိယသွားပါတော့တယ်။ ီကအိမ်ပြန်ရောက်လာတော့အိမ်ကိုအပြင်ကနေတော့ခတ်ထားတာတွေ့ပြီးအိမ်ကအပြင်ကနေတော့ခတ်ထားပါလားသူတို့ညောင်ပယ်သွားနေရပါလိမ့်ဒေါ်မလာကဒီလိုပြောပြီးအိမ်ထဲကိုဝင်သွားပါတော့တယ်အိမ်နောက်မှာသူ့ချင်းမနှစ်ယောက်ကိုလိုက်ရှာပါတယ်ခဏကြာမှမိုးပွင်းတဲ့ခရီးတို့ကတန်တာနဲ့အတူရေချိုးပြီးပြန်လာကြပါတယ်မြစ်ထဲကရေချိုးလာတာကိုဒေါ်မလာကသိသွားပြီးသူချွေးမာရီကိုပန်းရိုက်လိုက်ပါတော့တယ်။ငါနင်တို့နှစ်ယောက်ကိုဒီမိန်ကလေးနဲ့ဝေးဝေးမှနေဖို့ပြောခဲ့တယ်မလား။ အခုတော့နီနိုနှစ်ယောက်ကလည်းသူ့လိုစရိုက်တွေရှိလာပြီနီနိုနှစ်ယောက်ကမြစ်ထဲမှာလဲစာရီမချုံမနဲ့ရေချိုးနေကြတာမှတ်လားစာရီချုံတာမချုံတာခဏထားနီနိုမြစ်ထဲရေသွားချိုးတာပဲအပြစ်ဖြစ်နေပြီအမရဲ့ဘာမဟုတ်တာပဲနဲ့စူနေပြီနော်ကျမချွေးမမြို့သူဆိုပေမဲ့လိမ္မာရင်ကျေးတယ်ရှင်ဝေမပြောပါနဲ့ရှင်ကရှင်ချွေးမလွတ်ပေးထားလို့သူပြက်စီးနေတာပြီးတော့ငါရဲ့ချွေးမတွေကိုလည်းလာဖြက်စီးနေတယ်မိုးပွင့်နင်ပါဒီလိုလှောက်လာမယ်လို့ငါမထင်ခဲ့ဘူး နေရပါတို့နဲ့အတူတူပါသွားတယ်ပေါ့လေမြစ်ထဲမှာတတော်လေးကိုရေချိုးကျင်နေကြတယ်ပေါ့ကဲအခုချက်ချင်းအိမ်ထဲကနေထွက်သွားကြစမ်းအပြစ်လေးတေးသေးလေးအတွက်ဒေါ်မာလာကသူ့ချွေးမနှစ်ယောက်လုံးကိုအိမ်ထဲကနေနှင်းချလိုက်ပါတော့တယ်ဒီခါမှာပဲဟိမင်းနဲ့အိမင်းတို့ရောက်လာကြပါတယ်ပြီးတော့တို့နှစ်ယောက်လည်းတို့ဇနီးတွေရဲ့လက်ကိုကမ်းပြီးအိမ်ထဲကိုဝင်လာပါတယ်တို့ဇနီးခြုံထားတဲ့ဆော်ရီကိုတို့ကိုယ်တိုင်ဖယ်လိုက်ပြီးတော်ပြီမေဒါရီလွန်သွားပြီ တားတို့ကအမေကိုယူသေးလို့တားတို့ဇနီးကိုစာရီခြုံခိုင်းခဲ့ကြတာမဟုတ်ဘူးဆိုရင်တော့တားတို့လည်းစာရီခြုံခိုင်းကြမှာမဟုတ်ဘူးဒီတော့သူတို့ကမြစ်ထဲမှာရေသွားချိုးတော့ဘာဖြစ်လဲဟိုအရင်ခေတ်တုန်းကလည်းမိန်းကလေးတွေကမြစ်ထဲမှာပဲရေသွားချိုးကြတာလေတားမှတ်မိတဲ့လောက်ကတော့အမေလည်းမြစ်ထဲမှာပဲရေသွားချိုးတာရေချိုးကန်အခုမှဆောက်ထားတာအရင်တော့အမှမရှိတာအမေသူတို့နှစ်ယောက်ကိုဒီလိုမျိုးမတရားတော့မလုပ်သင့်ဘူးပြီးတော့တားတို့လည်းဆုံးဖြတ်လိုက်ပြီတားတို့ဇနီးကစာရီမခြုံမနေကြတော့မှပြီးတော့သူတို့မြစ်ထဲရေသွားချိုးနေတဲ့အခါလေးမြစ်ထဲကိုရေသွားချိုးမယ် အမေအခက်ခဲရှင်ပြောသားတို့သားတို့ဇနီးနဲ့တူဒီအင်ကနေထွက်သွားပြီမေအတော်အချိန်တွေကပြောင်းလဲလာပြီအတော်လည်းရွာထဲကိုသွားလဲပါ လူတွေကိုကြည့်ပါအဲ့ဒါပြီးရင်တော့အတော်ကြီးလည်းအမြင်တွေပြောင်းလဲလာလိမ့်မယ်အားလုံးကမိုးပွင့်တဲ့ခရီးတို့ဘက်ကပြောနေကြပါမယ်လေသူတို့နှစ်ယောက်ကတော့သူ့ယောက်ကမစကားကိုမလွန်ဆန်းနိုင်ကြပါဘူးပြီးတော့စာရီခြုံလိုက်ကြပါတယ်ဒါရီကိုမြင်ပြီးဒေါ်ပါလာကသူ့မားငယ်ချောင်းကိုတီးသွားခဲ့ပါတယ် အဲ့နောက်မှာသူကိုယ်တိုင်မင်းသူချွေးမာရီရဲ့စာရီခြုံထားတာကိုဖေးလိုက်ပြီကဲတမီးတို့ရဲ့စာရီမခြုံကြပါနဲ့တော့တမီးတို့လည်းလူပဲလေတမီးတို့လည်းပူအိုက်ကြမှာပေါ့တမီးတို့လည်းအပြင်သွားချင်မှာပေါ့ညစ်ထဲမှာရေချိုးချင်မှာပေါ့လေအမေကြီးကတမီးတို့နားလည်းခွင့်လို့မပေးခဲ့လို့အမေကြီးကိုခွင့်လို့ကြပါနော်ဒီလိုပုံစံမျိုးနဲ့ဒေါ်မာလာကသူ့အမားတွေလုခဲ့ကြအောင်တိခဲ့ရပြီးတော့ချွေးမာနှစ်ယောက်ကိုလည်းလွတ်လပ်ခွင့်ပေးလိုက်ပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။